ကောက်ထဲမှာရှိတဲ့ဆူတောင်းပြနေရာကိုသိကျင်ကြလားစိတ်ဝင်စားရင် like ခဲ့ဆောင်းဝေဒီကတူကောဒီနေ့မှာတော့ပုံမှန်လည်းပတ်နေကြဖြစ်တဲ့ဝမ်ဘန်ကောက်ထဲရာဆူတောင်းပြရေပန်းစီကိုခေါ်သွားပေးခြင်းနဲ့ဒီရေပန်းကဝမ်ဘန်ကောက်ရဲ့အထင်ကရနေရာအလဲဘူတက်တက်မှာရှိနေပြီးတော့ဧရိယာတစ်ခုလုံးရဲ့ကောင်းချီးမင်္ဂလာကျွဲဝချမ်းသာခြင်းနဲ့ကံကောင်းမှုတွေကိုယူဆောင်လာပေးတယ်လို့ဆိုကြပါဗျာ ဖြူချချက်အနေနဲ့ကတော့ရေပန်းကြီးကို၃ခေါက်တိတိပတ်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့ဆူတောင်းပြပြီးတော့အချစ်ရဲ့အထူးကန်ကောင်းတယ်လို့ယူဆကြပါဗျ။နောက်ထပ်ထူးခြားချက်တစ်ခုကိုပြောပြချင်သေးရယ်အဲ့ဒါကတော့ဝမ်ဖန်ကောက်ထဲမှာပဲရှိနေတဲ့ wireless ဟောက်ပါထိုင်းနိုင်ငံရဲ့ပထမအဆုံးကျိုးမဲ့ maintenance ခန်းဖြစ်ပြီးတော့ခင်မီအဆောက်အဦတွေကြားထဲမှာမူလပုံစံအတိုင်းရိုးရမပြတ်နဲ့ထိန်းသိမ်းထားတာပါဝင်ကြီးကတော့အခမဲ့နဲ့90နိုင်ရနေည80နိုင်အထိဖွင့်လှစ်ပေးထားပါဗျာ ဒီနေရာလေးကိုလာမယ်ဆိုရင်တော့ MRT Blue Line လုံမဏီပတ်မှတ်တိုင်မှာဆင်းပြီးတော့ A1B ကနေလမ်းလျှောက်လာရင်ရောက်တယ်လို့ဘတ်ကားနဲ့ဆိုရင်တော့ဒီနံပါတ်၄ရောက်ပါတယ်ပနေရွာနေနေရတော့မနက်7:00နာရီကနေည7:00နာရီပြည့်ရမရှိဖွင့်လှစ်ပေးထားပါတယ်။ကဲဝမ်းဖန်ကောက်ရဲ့ထူးခြားချက်တွေကိုသိသွားပြီဆိုတော့တွားပြတဲ့အခါမှာတေချာလေးလည်ခဲ့ကြနော်။ ဒီပိုင်းလေးကတော့ပါပဲနောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးတက်ဆက်ပေးသွားမှာမို့လို့ဒီစီစဉ်လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်เนาะအားလုံးပဲတတ်တာ